အားလုံးပဲမင်္ဂလာပါမြောင်းစိုင်းနံသတင်းဌာနမှာပြန်လဲကြိုဆိုလိုက်ပါရခင်ဗျာခုတင်ဆက်ပေးမဲ့ရုပ်သံမျိုးဖန်တီးရတော့လာရှိုးမျိုးကနေ MND အဖွဲ့တွေ DAV လာ20ရက်နေမတိုင်ခင်အပြီးဆုံးခွာပေးရတော့ပြီဟုကြော်ဆိုးတင်ပြလာတဲ့ရုပ်သံမျိုးတွေကိုတင်ဆက်ပေးလိုက်ပါရခင်ဗျာဒီမှာကြော်ဆိုးကအဲ့ဒီအချောင်းနဲ့ပတ်သက်ပြီးဘာတွေဘလို့ပြောဆိုနေတယ်လဲဆိုတာကိုအားလုံးဝင်ရောက်ကြည့်ရှုလေ့လာတော့ဝေဖန်ပေးကြပါအောင်ခင်ဗျာအားလုံးကိုလည်းစိုင်းနံသတင်းဌာနမှာအထူးပဲကျေးဇူးတင်ရှိပါရခင်ဗျာ လာရှုံမြို့အတွင်းမှာလာရှုံမြို့မှာရှိနေတဲ့ဒီကိုကန့်အဖွဲ့တွေ MMD အဖွဲ့တွေဒါပြန်လည်ဆုတ်ခွာသွားမယ်အခြေအနေပါဒီကနေ့ဒီခြေအနေနဲ့ပတ်သက်ပြီးတော့ဒါအခြားသောအခြားသောကျွန်တော်တို့ဒီပြည်တွင်းပြည်ပမီဒီယာတွေအားလုံးဒီပေါ်မှာကျွန်တော်တို့စူးစူးဆိုက်ရေးသားဖော်ပြနေတာတွေတွေ့ရပါတယ်ဒါကတော့လက်ရှိလာရှုံမြို့မှာရှိနေတဲ့ MMD အဖွဲ့တွေက April 22ရက်နေ့မတိုင်ခင်ဒီလာရှုံမြို့ကနေပြီးတော့အပြေးထွက်ခွာသွားမှာဖြစ်ပါတယ်ဒီကနေ့ဆိုရင်လည်းပဲဒါလာရှုံမြို့မှာရှိတဲ့ လာရှုမျိုးဒီကိုကန့်အဖွဲအောက်မှာရှိတဲ့ဒီစီရီယံဝန်ထမ်းတွေပေါ့စီရီယံဝန်ထမ်းတွေကသူတို့ဒီကိုကန့်အောက်မှာကိုကန့်တပ်ဖွဲ့ရဲ့ကိုကန့်အဖွဲ့ရဲ့အောက်မှာစစ်သွေးကြော MMD ရဲ့အောက်မှာသူတို့တွေကဒါဝင်ပြီးတော့လုတ်ကင်နေပေါ့ဗျာဒီနေ့အပြင်ဒီစီရီယံနေနဲ့ပတ်သက်ရင်စီရီယံနေပတ်သက်ရင် MMD ကပြန်ပြီးတော့သူတို့အလုပ်ပြန်ခန့်နေပေါ့ဒီကနေ့တော့သူတို့ကိုလုပ်ငန်းရပ်ဆိုင်လိုက်ပြီလုပ်ငန်းရပ်ဆိုင်လိုက်ပြီလုပ်ငန်းတွေထုတ်ပစ်လိုက်ပြီ တော့ဒီ MMD ဖွဲ့ကပြီးခဲ့တဲ့ကျွန်တော်ဒီ2024ခုနှစ်အောက်တိုဘာ3ရက်နေ့မှာသူတို့ကဒီလာရှုမျိုးကိုအလုံးစုံသူတို့ထိချုပ်တယ်ထိချုပ်ပြီးတော့နောက်နောက်ပိုင်းမှာ MMD ကဒီလာရှုမျိုးပြန်လဲလက်ပတ်ရေးအထွတ်သူတို့ရဲ့အုပ်ချုပ်ရေးရန်ရာကိုသူတို့ထူထောင်တယ်ထူထောင်တဲ့ခါမှာလိုအပ်တဲ့လိုအပ်တဲ့ကျွန်တော်တို့ဒီဝန်ထမ်းအင်အားပေါ့ဝန်ထမ်းအင်အားကိုသူတို့ကဒီ MM ဒီဒီ NUG အဖွဲ့ထံကနေသူတောင်းတယ်နောက်တဲ့ခါမှာ NUG ဖွဲ့ကဒီသူတို့သူတို့အောက်မှာအစင်းရှိတဲ့ CDN တွေကိုဒီလာရှုမျိုးမှာပြန်ပြီးနေရာချတယ် လက်ရှိတော့ MMD အဖွဲ့ကတို့ဧပြီလ22ရက်နေ့မတိုင်ခင်တို့လာရှိုးမျိုးကနေတို့ဆုတ်ခွာမယ်အဲ့တော့တို့ဘယ်ကိုဆုတ်ခွာမလဲဆိုတော့ကျွန်တော်တို့အတိအကျတော့မသိဘူးလက်ရှိတော့တို့ရဲ့ပစ္စည်းတွေကကျွန်တော်တို့ဒါလောက်ကင်ဘက်ကိုရွှေ့ပြောင်းနေရလို့တော့ကျွန်တော်တို့ဒီဒေတာကန်တွေကတော့အတိပြုပါတယ်ဒေတာကန်တွေကတော့အတိပြုတယ်အဲ့တော့ဒီနေရာမှာကျွန်တော်တို့ဆက်ပြီးစဉ်းစားဖို့ရှိတာကဒီ MMD အောက်မှာရှိတဲ့အောက်မှာရှိတဲ့ဒီရခိုင်ကျမ်းမာရေးဝန်ထမ်းတွေပေါ့စီရီယံဝန်ထမ်းတွေသူတို့ရဲ့အနာဂတ်ပဲဆက်သွားမလဲပေါ့။အော်သူတို့ကဒီ MMD အဖွဲ့ရှိတဲ့နေရာကိုသွားပြီးလိုက်မလား။သို့မဟုတ်သူတို့ဘယ်ကိုသွားမလဲ။ နောက်တစ်ခုကကျွန်တော်တို့ဒီ MMD ရဲ့အုပ်ချုပ်ရေးအနေနဲ့မှာရှိနေတဲ့အဖွဲ့တွေပါပြီးရင်ကျွန်တော် MMD ရဲ့ဒီသူတို့ရဲ့ဒီရဲတပ်ဖွဲ့ပေါ့ဗျာသူတို့ကအဲ့မှာရှိနေတဲ့ဒါဒီစီဂျင်ရန်နေလောက်ကောင်နေသူတို့ရဲ့အနာဂတ်ဘာမှဆက်ရှိမလဲပေါ့အဲ့တော့သူတို့ကတော့ဘယ်လိုပဲဖြစ်ဖြစ်ကျွန်တော်တို့ဒီဒီတက်မတော်ကလေလာချုပ်မျိုးကိုပြန်ပြီးဝင်ရောက်လာပြီဆိုရင်တော့ဒီအဖွဲ့တွေလည်းသူတို့အာသူတို့ဒီ MMD နဲ့တခါလေလောက်ကောင်ဘက်ကိုလိုက်သွားမှာလား ဒါမှမဟုတ်တို့ဘယ်ကိုဆက်ကောင်းမလဲပေါ့ဒါတော့တော်တော်လေးကျွန်တော်တို့ဒါစိတ်ဝင်စားဖို့ကောင်းတဲ့အခြေအနေပေါ့ကောင်းတဲ့အခြေအနေအဲ့တော့ဒီ MMD ရဲ့လက်ကင်ထုတ်တွေကတော့ကျွန်တော်တို့တော်တော်လေးကိုတို့ကာလာမှာတော်တော်လေးကိုကျွန်တော်တို့ဒါလက်ဆောင်ထက်တယ်လို့ပဲကျွန်တော်ပြောမှာပါလက်ဆောင်ထက်တဲ့နေရာမှာကျွန်တော်ကောင်းတဲ့နေရာမှာလက်ဆောင်ထက်တာမဟုတ်ပါဘူးအဲ့တော့ဒါကကျွန်တော်တို့ဒီတက်မော်သားရဲ့အိမ်မလို့ဒါကနိုင်ငံဝန်ထမ်းရဲ့အိမ်မလို့ဒါကဒီရွာရဲ့ဒီမျိုးရဲ့မျက်နှာပေါင်းစီးပွားရေးလုပ်ငန်းရှိအိမ်မလို့ဆိုတော့ဒီအိမ်ရဲ့အတွင်းပစ္စည်းတွေကိုဖောက်ယူပါတယ်ဖောက်တဲ့အခါမှာဒီ MMD ရဲ့ဒီလက်ကင်ထုတ်တွေကပဲဖောက်တာပါအဲ့တော့အဲ့ဒီနေရာတွေကဘာသူဘသူတွေဆိုတာလည်းသိပါတယ်အဲ့တော့ဒါတွေလည်းကျွန်တော်တို့ဒါဘာလို့ဆက်ဖြစ်မလဲပေါ့ဒါတော့ကျွန်တော်တွေးကြပါဒါကတော့တွေးကြဖြစ်ပါတယ် ော်ပြီးခဲ့တဲ့အပြီးခဲ့ကျွန်တော်တို့ဒီတက်မလို့နေခန်းနာမှာတက်မလို့နေခန်းနာမှာဘုရားစုံမေထုံးနဲ့ဒီမီဒီယာတွေတွေ့တဲ့ခါမှာဘုရားစုံမေထုံးကပြောပါတယ်မီဒီယာတွေကိုဒီ MMD နဲ့သူတို့ရဲ့ဒီတက်ဒီဒီနိုင်ငံတော်ရဲ့တွေ့ဆုံမှုမှာဆိုရင်တက်မလို့တွေ့ဆုံမှုမှာဆိုရင်ဒါကောင်းမွန်တဲ့ဆွေးနွေးမှုတွေရှိတယ်အောက်မြင်မှုတွေရှိတယ်လို့ပြောခဲ့ပါတယ်အဲ့ဒီတက်ရောက်မှုအနေနဲ့ဒါဒီဒီနေ့ဒါ April 4ရက်နေ့မှာဒါကျွန်တော်တို့တင်းနေထွက်လာတာက MMD အဖွဲ့တွေက April 21ရက်နေ့မတိုင်ခင်ဒါလာရှုမျိုးကနေပြီးတော့ကျွန်တော်ပြန်ပြီးတော့ဒါရွှေ့ပြောင်းမယ်အချိန်တွေပါအဲ့တော့လာရှုမျိုးရဲ့အနေထားကတော်တော်လေးစိတ်ဝင်စားဖို့ကောင်းတယ်လာရှုမျိုးကိုလာရှုမျိုးကို MMD အဖွဲ့တွေက April 21ရက်နေ့မတိုင်ခင်မှာသူတို့ရွှေ့ရမယ် တို့ရှူရတဲ့ခါမှာတို့ဘယ်ဧရိယာကိုရွှေ့မလဲဆိုတာလေဒါတော်တော်လေးစိတ်ဝင်စားဖို့ကောင်းတယ်အဲမြန်မာနိုင်ငံရဲ့အခြေအနေကတော်တော်လေးတော့ကျွန်တော်တို့စိတ်ဝင်စားဖို့ကောင်းတယ်ရှမ်းပြည်နယ်မြောက်ပိုင်းရဲ့အခြေအနေကကျွန်တော်တို့နောက်ကွယ်ကနေတရုတ်မရက်တည်ရင်ဘာမှလုပ်လို့မရပါဘူးကျွန်တော်ရှမ်းပြည်မှာပြဒီရှမ်းပြည်နယ်မြောက်ပိုင်းမှာဖြစ်ခဲ့တဲ့30 20ကိုပထမလိုင်းဒုတိယလိုင်းတွေမှာနောက်ကွယ်ကနေကျွန်တော်တို့ဒါတရုတ်နိုင်ငံရှိခဲ့ပါတယ်ကြိုက်ပြီးဖြစ်စေမကြိုက်ပြီးဖြစ်စေဒါမှမတရားပါတရုတ်ရှိခဲ့ပါတယ်လက်ရှိလည်းကျွန်တော်တို့လက်ရှိလည်းဒီလက်ရှိအရွေးတွေကလည်းဒါတရုတ်ရှိပါတယ် တရုတ်ရှိပါတယ်တရုတ်ကလည်းဒါတို့ရဲ့နိုင်ငံတော်အစ်စ်စီမံကိန်းကြီးဖြစ်တဲ့မြန်မာနိုင်ငံကိုကျွန်တော်တို့မူဆဲပေါ့ဗျာမူဆဲရတဲ့တို့လမ်းကြောင်းတွေဝင်မယ်ရှမ်းပြည်နယ်မြောက်ပိုင်းရှမ်းပြည်နယ်မြောက်ပိုင်းဒါမူရှမ်းပြည်နယ်မြောက်ပိုင်းပေါ့ဗျာတရုတ်နယ်စပ်မူဆဲရတဲ့စမယ်အဲ့ဒီလက်ရှိဒီလက်ရှိလမ်းလက်ရှိကျွန်တော်တို့ဒီရှမ်းမြောက်လမ်းကြီးအတိုင်းမန္တလေးဝင်မယ်မန္တလေးရန်ကျော်ကြောက်ဖြူကိုဆင်းမယ်အဲ့ဒီကားလမ်းကြထားလမ်းစီမံကိန်းရှိတယ်အဲ့ဒီကားလမ်းကြထားလမ်းစီမံကိန်းစဖို့အတွက်ကကျွန်တော်တို့ရှမ်းမြောက်ဒေသမှာရှမ်းမြောက်ဒေသမှာကျွန်တော်တို့ဒါနေပြည်တော်မှုလို့တယ်အဲ့တော့လက်ရှိဒီနိုင်ငံတော်ဘက်မှာလည်းကျွန်တော်ကြီးနေရှိတယ်အင်္ဂလိပ်ဘက်ကလည်းကြီးရှိတယ်ဒီအဖွဲ့တွေရှင်သူစီမံကိန်းဆက်မလုပ်ဘူးတဘောကကျွန်တော်နားလေရတာအဲ့တော့ MMD ကလည်း MMD ကလည်းကျွန်တော်တရုတ်ကိုမလုံဆန်နိုင်ဘူးမလုံဆန်နိုင်လို့ မလွန်ဆန်နိုင်တဲ့အတွက်တိပါလေသူအကျိုးစီးပွားသူကြည့်မှာပဲသူအကျိုးစီးပွားသူကြည့်တဲ့အခါကျတော့ဒီအကျိုးဆက်တွေကဒီလိုဖြစ်လာတာပေါ့အဲ့တော့ဒီမှာကျွန်တော်ဆက်ပြီးစဉ်းစားကြအောင်တာကလက်ရှိဒီလာရှုပ်မျိုးပေါ်မှာပြည့်ရက်တွေရှိတယ်လာရှုပ်မျိုးကိုတိုက်ခဲ့ခြင်းကလည်းပြည့်ရက်တွေပါတယ်ငါစောက်ကားတို့ဖွဲ့တွေပါတယ်တော်တော့ပါပါတယ်ဒီဖွဲ့တွေတော်တော်များများသိပါတယ်အဲ့အဲ့ဒီဖွဲ့တွေကဒီတပ်ပေါ်ကဒီလာရှုပ်မျိုးကိုပြန်ပြီးဝင်တဲ့အခါမှာဒီဖွဲ့တွေကတပ်ပေါ်ကိုပြန်တိုက်မှာလားဒါမှမဟုတ် MMD နဲ့ပါသွားမှာလားဒါမှမဟုတ် MMD ကလည်းသူတို့ခေါ်လို့မရဘူးလက်ရှိအခြေအနေကခေါ်တိရောကသူတို့ကြိမ်ပါအဲ့တော့ဒီ PDF တွေက PDF တွေကကျွန်တော်တို့ဒီ KI နဲ့သွားပေါက်မှာလားသို့မဟုတ် TNL နေမြေတွေကိုဝင်သွားမှာလား င်ပြီးတော့တိုက်ပါလားတော်တော်လေးတော့ကျွန်တော်တို့အခြေအနေကစိတ်ဝင်စားဖို့ကောင်းတယ်နောက်တဲ့အခြေအနေတစ်ခုကကျွန်တော်လာရှိုးလာရှိုးကိုတပ်မတော်ကတပ်မတော်ကကျွန်တော်ရောက်သွားပြီဆိုရင်ရှမ်းပြည်နယ်မြောက်ပိုင်းရဲ့စီးရေးနိုင်ငံအခြေအနေကပြောင်းသွားပြီတစ်ဖက်မှာလည်းကျွန်တော်တို့ဒါဒါကျွန်တော်တို့ဒီလိုင်စာရဲ့စီးရေးနိုင်ငံအခြေအနေလည်းပြောင်းသွားပြီရှမ်းပြည်နယ်ကျွန်တော်လိုင်စာနဲ့လည်းချိတ်ဆက်နေတာပြီးသွားရင်လည်းကျွန်တော်တို့တစ်ဖက်မှာဒါလာရှိုးမျိုးကိုတပ်မတော်ကရောက်ရောက်သွားပြီဆိုရင်တစ်ဖက်မှာကျွန်တော်တို့ TNL တွေအတွက်နောက်ထပ်စစ်မြေနာတစ်ခုကထပ်ဖွင့်ရအောင်အဲ့တော့ကျွန်တော်တီဘဲကြောင်တီဘောကြောင်ပဲပေါ့ဗျာတီဘောကြောင်ပဲနောက်ချိုးပေါ့အဲ့တော့အဲ့ဒီလမ်းမိုက်မှာကျွန်တော်တီအန်လင်ကစစ်မျက်နှာပြင်တစ်ခုထပ်ဖွင့်ရမယ်ဒီကဖြစ်သွားပြီ လက်ရှိလက်ရှိဒီနောက်ချိုးနောက်ချိုးနဲ့ဒီပြုံးလွင်နောက်ချိုးဆက်တိုက်ပွဲတွေပြီးရင်ကျွန်တော်ရှမ်းတောင်နဲ့ရှမ်းမြောက်ကြားမှာရှိတဲ့ဒါတောင်ခဲအေရီယာတိုက်ပွဲတွေမှာဆိုရင် DNL ကတော်တော်ကြီးကိုသူတွေအားရင်တော်တော်ကုန်ခန်းသွားပြီကုန်ခန်းတဲ့အတွက် DNL ကနောက်ထပ်စစ်မျက်နှာတစ်ခုထပ်ဖွင့်ရမယ်ဆိုရင်လာရှိုးကလာရှိုးရဲ့ဒီစစ်မျက်နှာတစ်ခုကို DNL ကထပ်ဖွင့်ရအောင်မယ်ဆိုရင် DNL တော့ကကျွန်တော်တော်တော်ကြီးကိုအထိနာသွားမယ်ရှိနေပဲအဲ့တော့ဘယ်လိုပဲဖြစ်ဖြစ်ကျွန်တော်ဒီသတိပြချောက်ရမယ်ဆိုရင်အေပလာ၂၁ရက်နေ့မနက်ခင်းမှာလာရှုမှာရှိတဲ့ MMD အဖွဲ့တွေကလာရှုမျိုးကနေတော့အလုံးကြီးနဲ့သူတို့ဆုတ်ခွာတော့မယ်။အဲ့မှာကျွန်တော်တို့ဒါနံပါတ်၁ချက်ကကျွန်တော်တို့ဒီ MMD အောက်မှာဝင်ရောက်လှုပ်ရှားခဲ့တဲ့ CDN တွေ အလွှာသီးသီးပဲအစီအစဉ်နေသူတို့ရဲ့အနာဂတ်ပါဆက်ဖြစ်မလဲပြီးတော့ကျွန်တော်တို့ဒီ MMD ရှိစဉ်ကာလကလက်ဆောင်ထပ်ခဲ့တဲ့ကျွန်တပေါက်တွေဖြစ်ခဲ့တဲ့အဒီဒီအမျိုးဘွားတို့ကျွန်တော်တို့ဒီ NLD အတိုင်းဝိုင်းပေါ့ဗျာရခိုင် NLD အတိုင်းဝိုင်းနေနဲ့ဆက်ဆက်တဲ့အဖွဲ့တွေသူတို့ရဲ့အနာဂတ်ပါအနာဂတ်ပါဆက်ဖြစ်မလဲပြီးတော့ကျွန်တော်တို့ဒါ KI နဲ့ KI ရဲ့အခြေအနေပေါ့ဗျာလက်ရှိကျွန်တော်တို့လာရှိုးကတစ်ဖက်မှာကျွန်တော်လိုက်စားကြီးထိန်းတဲ့အနေအထားရှိတယ်တစ်ဖက်မှာကျွန်တော်ရှမ်းမြောက်ကြီးထိန်းတဲ့အနေအထားဖြစ်တယ်တစ်ဖက်မှာတော့ကျွန်တော်တို့ဒါ TNL နဲ့ဒါပြန်ပြီးတော့အခြေအနေကတော့လေးစိတ်ဝင်စားဖို့ကောင်းတယ်အဲ့တော့ကျွန်တော်ဒီလက်ရှိ April လကတကယ်ဒီ ကယ်ကျွန်တော်စီးရီးနိုင်ငံရှမ်းပြောင်းရဲ့စီးရီးနိုင်ငံအခြေအနေကတကယ်ကိုကျွန်တော်တော်တော်လေးစိတ်ဝင်စားဖို့ခေါင်းတယ်ပြီးတော့ကျွန်တော်ကိုကန့်ကတို့ဘယ်နေရာဒီမှာတို့အခြေချမလဲဒါမှမဟုတ်ကျွန်တော်ရခင်ရခင်ကျွန်တော်တို့ကိုကန့်ကိုပိုင်အုပ်ချုပ်ခွင့်ရဒေသမှာပဲတို့လှုပ်ရှားမှာလားဘာလို့ဆက်ဖြစ်မလဲတော်တော်လေးစိတ်ဝင်စားဖို့ခေါင်းတယ်အဲ့တော့ဘုကျိုးဆောင်မင်းတို့ကတော့ကျွန်တော်တို့ပြီးခဲ့တဲ့ကျွန်တော်တို့ဒီတက်မလို့နေခါနောက်မှာမီဒီယာတွေ့တဲ့ခါမှာမီဒီယာတွေ့တဲ့ခါမှာတော့ကျွန်တော်တို့ဒါ MMB နဲ့တွေ့ဆုံဆွေးနွေးမှုတွေကအောင်မြင်မယ်လို့ပြောတယ်။အောင်မြင်တယ်လို့ပြောတယ်။ဒါလည်းတော့စိတ်ဝင်စားဖို့ကောင်းတယ်။အဲ့တော့ TNL ကလည်းလက်ရှိသူ့မှာရန်ညားနေတာ။ TNL က MMB နဲ့လည်းပြဿနာဖြစ်တယ်၊ PDN နဲ့လည်းပြဿနာဖြစ်တယ်၊ KI နဲ့လည်းပြဿနာဖြစ်တယ်။ တော့ပြီးရင်ကျွန်တော်တို့ဒါဒါမြောက်ပိုင်းရှမ်းနဲ့လည်းသူတို့ပြဿနာဖြစ်တယ်တော့ DNL ကတကယ်ကိုရမ်းများတယ်နောက်တစ်ခုကဒီရှမ်းမြောက်မှာတည်ရှိတဲ့လက်နက်ကိုင်အဖွဲ့တွေလက်နက်ကိုင်အဖွဲ့များစွာထဲမှာတကယ်ကျွန်တော်တို့ပညာရေးအနေမှာဆိုအဖွဲ့အစည်းကိုပြရမယ်ဆိုရင်တော့ MM ဒီ DNL ပါ DNL ကတကယ်ကိုကျွန်တော်တို့ဒါပညာရေးနဲ့ပတ်သက်ရင်တတော်ကြီးကိုနိုင်ကြတဲ့အဖွဲ့ဖြစ်ပါတယ်တော်သူတို့ကတော့ဗျာငါတို့ကလက်နဲ့ရှိတယ်ငါတို့နေပြချက်မယ်ဒီငယ်နေမြင်ငါတို့ပိုင်ရပေါ့ဗျာလက်နဲ့နေမြင်ချက်မယ်ပေါ့သူတို့အဲ့ဒါပဲရှိပါလေသို့တော်လည်းပဲသူတို့ရဲ့အခြေအနေကကျွန်တော်တို့တကယ်ကိုသူတို့ကသူတို့မှကျွန်တော်တို့အမိခိုရမယ်နေမြင်မရှိဘူးနေမြင်မရှိဘူးအဲ့တော့ MMDR ကဗျာတစ်ဖက်မှာသူတရုတ်ဘက်ကရှိတယ် သူကဂျားထဲမှာကျွန်တော်တို့ကသူကဖင်သွားခုနေတာဖင်နဲ့စားညက်တဲ့နေရာမှာနေနေရတာအဲ့တော့ TNL ရဲ့အနာဂတ်ကလည်းတော်တော်လေးစိတ်ဝင်စားဖို့ကောင်းတယ်တေချာတာကတော့ TNL ကတော့ကျွန်တော်တို့အချိန်မုန်းခံပဲနေတာပဲချင်းမုန်းခံပဲနေတာပဲအဲ့တော့ဒီရှမ်းပြောင်းရဲ့နိုင်ငံရဲ့အခြေအနေကတော်တော်လေးစိတ်ဝင်စားဖို့ကောင်းတယ်လက်ရှိကျွန်တော်တို့ဒီနောက်ချိုးမျိုးအနီးကိုလည်းဒီတက်မလို့ရဲ့ဆက်ချောင်းတွေကရောက်နေပြီရောက်နေပြီတိုးတိုးလေးပဲကျွန်တော်တို့လက်ရှိကဒီအပြည့်ရဲ့ကာလာဆိုတော့တက်မလို့ရဲ့ဆက်ချောင်းတွေကဒါကျွန်တော်တို့နင်းမြို့ကိုထောက်ထားနေနေတာပဲရှိတယ်နောက်တစ်ဖက်မှာလည်းကျွန်တော်တို့ဒါလာရှုမှာလည်းလာရှုမှုကိုလည်းလာရှုကိုလည်းကျွန်တော်အေဗလာ21ရက်နေ့မှာတက်မလို့ဆက်ချောင်းတွေကဒါကျွန်တော်တို့အုပ်ချုပ်ရေးဖွဲ့တွေအရင်ရောက်မယ်ပြီးတော့ဆက်ချောင်းတွေရောက်မယ်ပေါ့တော်တော်လေးစိတ်ဝင်စားဖို့ကောင်းတယ် တော်လေးကိုစိတ်ဝင်စားဖို့ကောင်းတယ်အဲ့တော့ခင်ဗျားတို့ကြိုက်ဖြစ်စေမကြိုက်ဖြစ်စေရှမ်းမြောက်ရဲ့အခြေအနေနဲ့ပတ်သက်ရင်တရုတ်နိုင်ငံရဲ့ပါဝင်မှုရဲ့အခမ်းအနားကတော့ကြီးပါတယ်အဲ့ဒီလိုပဲကျွန်တော်တို့လက်ရှိရှမ်းမြောက်ရဲ့အခြေအနေနဲ့ပတ်သက်ရင်ကျွန်တော်တို့နိုင်ငံတော်မှာလည်းတော့တော့ကြိုက်တာပါတယ်ဒါကြောင့်ကျွန်တော်တို့တရုတ်နဲ့မြန်မာဆက်သွယ်တဲ့စီးပွားရေးလမ်းကြောင်းတွေပါအဲ့တော့နှစ်ဖက်စလုံးမှာတော့ကျွန်တော်တော့တွေ့ရှိပါတယ်အားလုံးကတော့ကျွန်တော်အကျိုးစီးပွားပေါ်မှာမိခွန်ကြပါတယ်အဲ့တော့ကျွန်တော်တို့ဒီလာရှုံမျိုးအခြေအနေနဲ့ပတ်သက်တော့ကျွန်တော်ဆက်ပြီးတော့စိတ်ဝင်စားစောင့်ကြည့်ရမယ်နေတာဖြစ်ပါတယ် ဒုတိယတင်ဖို့ဆက်ပြီးတင်ပြပေးချင်ပါတယ်ဒါကတော့နတ်ဆကဥက္ကဋ္ဌရဲ့ထိုင်းနိုင်ငံခီးစက်တို့မှာဆန္ဒပြဖို့ဆိုပြီးတော့ပြည်ပြည်အုပ်စုတွေလှုပ်ဆောင်ပါတယ်တိုးတော်လည်းပဲကျွန်တော်တို့ဆန္ဒပြတဲ့သူကတယောက်ပဲရှိပါတယ်အဲ့ဒီတယောက်ကိုလည်းထိုင်းရဲတပ်ဖွဲ့ကဖမ်းထားပါတယ်အဲ့တော့ကျွန်တော်လေးစိတ်ဝင်စားဖို့ကောင်းပါတယ်။မနေ့ကမိုးလယ်ပိုင်းကနိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌကဒီနေ့ပြီးတော့အပြည့်ဆိုင်လေးစိတ်ကနေပြီးတော့ထိုင်းနိုင်ငံကိုထွက်ခွာသွားပါတယ်။ပြီးတော့ကျွန်တော်ထိုင်းနိုင်ငံဘန်ကောက်မြို့ကို3နာရီနဲ့3နာရီနဲ့ကျွန်တော်တို့46မိနစ်မှာထိုင်းနိုင်ငံဘန်ကောက်မြို့ရောက်ပါလေ။ရောက်ပါလေ။အဲ့တော့မနေ့ကတော့ဒီနာဆကဥက္ကဋ္ဌကဒါဒါတိကျတွေ့ဆုံတာကနီပေါ်ဝင်ယူနဲ့တိကျတွေ့ဆုံတယ်ပြီးတော့ကျွန်တော်ဒီကနေ့မှာတော့ဒါ ထိုင်းနိုင်ငံရဲ့ဝန်ကြီးချုပ်နဲ့တိကျတွေ့တယ်ပြီးတော့ကျွန်တော်တို့ဒီအိန္ဒိယနိုင်ငံရဲ့ဝန်ကြီးချုပ်နဲ့တိကျတွေ့ပါတယ်တိကျတွေ့တဲ့အခါမှာလည်းကျွန်တော်တို့ညမနိုင်ငံရဲ့ဒီငလင်းငလင်းဘေးသင့်မှုနဲ့ပတ်သက်ပြီးတော့ဒါအကျေတော်ဆွေးနွေးတော့ရှိတယ်ပြီးတော့လည်းကျွန်တော်တို့လက်ရှိဒီထိုင်းနိုင်ငံကဒါထိုင်းနိုင်ငံကကျွန်တော်တို့ဒါလူမှုကွန်ကြီးအဖွဲ့တွေပြီးကြတော့ကျွန်တော်တို့ဒီထိုင်းနိုင်ငံကနေကွန်ကြီးထောက်ပံ့ပေးမှုတွေကိုကျေးဇူးတင်ကြအောင်ဒါကျွန်တော်ပြောကြားခဲ့တာလည်းရှိပါတယ်တစ်ဖက်မှာလည်းကျွန်တော်တို့အိန္ဒိယဝန်ကြီးဝန်ကြီးချုပ်နဲ့လည်းလက်ရှိဒီမြန်မာနိုင်ငံရဲ့နိုင်ငံရေးအခြေအနေတွေဒါဆွေးနွေးလို့ကျွန်တော်နားလည်ရပါတယ်ထို့သူပါပဲကျွန်တော်လက်ရှိဒီမြန်မာနိုင်ငံရဲ့ငလင်းဘေးသင့်ဒေသတွေမှာအိန္ဒိယနိုင်ငံကနေပြီးတော့ကျွန်တော်တို့ဗတ်ပေါင်းစုံကနေပြီးတော့ပါဝင်ကွန်ကြီးပေးမှုကိုလည်းဒါ ဒါကျွန်တော်နိုင်ငံတော်စီမံအုပ်ချုပ်ကောင်စီဥက္ကဋ္ဌကြီးကအကျေးဇူးတင်ကြောင်းဒါပြောဆိုခဲ့တာလည်းရှိပါတယ်တော်တော်လေးတော့ကျွန်တော်တို့မြန်မာနိုင်ငံကြီးကစိတ်ဝင်စားဖို့ကောင်းပါတယ်အဲ့ပါကျွန်တော်တို့ဒီနိုင်ငံတော်စီမံအုပ်ချုပ်ကောင်စီကောင်စီဥက္ကဋ္ဌရဲ့ဒီထိုင်းနိုင်ငံခီးစဉ်နဲ့ပတ်သက်ပြီးတော့ NUG ရဲ့ဒီထောက်ဖို့ရဲမင်းအုပ်စုကဒါအေပလာလေးရက်နေ့ကနေပြီးတော့အေပလာလေးရက်နေ့ငိုင်းနေမှာဆန္ဒပြဖို့ထိုက်ရောက်မြန်မာလူသားတွေဆန္ဒပြဖို့ဆန္ဒပြတဲ့ကောင်မှကျွန်တော်အမဲရောင်ဝှစ်ဆုံပြီးအမဲရောင်အမဲရောင်ကျွန်တော်တီရှယ်လေးရမယ်စပုတ်ရှယ်လေးရမယ်ရှိုင်းလေးရမယ်ပြောပြဆက်သဖြင့်အဲ့ဒီအမှတ်သားတွေနဲ့ဒီနာဆာကဥက္ကဋ္ဌရဲ့ခီးစဉ်ကိုဆန္ဒပြဖို့ဆိုပြီးလှုပ်ဆောင်ခဲ့ပါတယ်ဒီရမင်းရဲ့လှုပ်ဆောင်မှုနောက်ပိုင်းနောက်ပိုင်းမှာကျွန်တော်တို့ ျွန်တော်ဒီခေတ်တက်ကလည်းဒီသတင်းကိုကျွန်တော်တို့ဒါတော်တော်လေးကိုဖော်ပြတာတွေ့ရပါတယ်အဲ့လိုဖော်ပြချက်တွေပြီးတဲ့အခါမှာကျွန်တော်တို့လည်းဒါအထိုင်းမှာရှိတဲ့မြန်မာနိုင်ငံသားတွေမြန်မာလူအဖွဲ့အစည်းတွေကျွန်တော်တို့ဒါဆက်သွယ်ပါတယ်ဆက်သွယ်တဲ့အခါမှာဒီလိုမျိုးဒီရဲမင်းကလှုပ်ဆော်တယ်ပြီးကျွန်တော်ခေတ်တက်ကလည်းဒီပေါ်မှာလှုပ်ဆော်တယ်လှုပ်ဆော်တဲ့အခါမှာဒီထိုင်းအစိုးရအဖွဲ့ကလည်းသူတက်ဆိုင်ရနေမြေတွေကိုနေမြေတွေကျွန်တော်တို့တို့အမှရှိတဲ့ဆက်ယုံတွေဆက်မှုစုံတွေကိုဘာမှမပြီးလဲဆိုတော့နံပါတ်1ဆန္ဒပြရဆန္ဒပြရဒီအနောက်ရောက်ဝတ်စုံနဲ့ဆန္ဒပြရင်အဲ့ဒီလူတွေကိုနေရပြန်ဖို့ပဲနံပါတ်2ကတော့ကျွန်တော်တို့တည်ဆဲဥပဒေအရေးယူမယ်နံပါတ်3ကတော့ကျွန်တော်အလုပ်ထုတ်မယ် 再大约束不了的咯，哎，这帮人，你谈说话个，下子弹比划嘞。哎，六下子弹比武的家伙叫做路，你 N G 嘛系的，呃，你 N G 也够好看嘞。哎，路都把武术的了，你要嘛生他别拿嘛对阿王武，对阿阿啥家伙叫做路，对阿阿啥家伙叫做路，那是刀来一手的下，用劲没细路，哎，用劲没细路，太马有型的，别马能干哪里个嘞？生他没家伙，哎，罗下下不帮你的，叫做路，伢子路都得他妈。 ဒရားမှာကျွန်တော်တို့ဒီဗနိုင်းပေါ့ဗျာဗနိုင်းနဲ့ဒီဆန္ဒပြတာတစ်ခုရှိတယ်ပြီးတော့ကျွန်တော်အမျိုးသားတယောက်ဆန္ဒပြတာရှိတယ်အဲ့တော့ဒီဒရားမှာဒရားမှာကျွန်တော်တို့ဒီဗနိုင်းချစ်ပြီးတော့ဆန္ဒပြတဲ့သူတွေကိုလည်းလက်ရှိဒီ Times Square ဘက်က CCTV နဲ့မှတ်တမ်းနဲ့လိုက်ပြီးတော့အရေးကြီးပုံလုပ်နေတယ်နောက်တစ်ခါကျွန်တော်တို့ဒီဆန္ဒပြဖို့အတွက်စူးစမ်းတဲ့အမျိုးသားတယောက်ကိုလည်းဒါ Times Square ကဖမ်းဆီးထားကြောင်းအရေးယူသွားမှာဖြစ်ကြောင်းသူတို့ဘက်ကလည်းဒီဖော်ပြထားတွေ့ရပါတယ် ဲ့တော့တော်တော်လေးတော့ကျွန်တော်တို့ဒါတော်တော်လေးတော့ကျွန်တော်တို့စိတ်ဝင်စားဖို့ကောင်းပါတယ်တော်တော်လေးကိုကျွန်တော်တို့စိတ်ဝင်စားဖို့ကောင်းတဲ့အခြေအနေဖြစ်ပါတယ်လက်ရှိဒီနိုင်ငံလုံးရုပ်ကြီးကတော့ဒါထိုင်းနိုင်ငံမှာဒီ best အစည်းအဝေးကိုဒါတက်ရောက်နေပြီဖြစ်ပါတယ်အဲ့တော့ best အဖွဲ့ဝင်နိုင်ငံတွေကတော့အိန္ဒိယထိုင်းမြန်မာဘင်္ဂလားဒေ့နီပေါ်သီးလင်္ကာနဲ့ဘူတန်နိုင်ငံတို့ဖြစ်ပါတယ် ဘူတန်နိုင်ငံလို့ဖြစ်ပါတယ်လက်ရှိဒီ base အစည်းအဝေးကနေပြီးတော့ဒါအစည်းအဝေးထွက်ပေါ်မှုအစည်းအဝေးအစည်းအဝေးအဖွဲ့ဝင်တွေရဲ့ဒီအဖွဲ့ဝင်တွေရဲ့သဘောတူညီချက်ကတော့လက်ရှိဒီမြန်မာနိုင်ငံရဲ့ငလျင်ဘေးနဲ့ပတ်သက်ရင်တို့ကဒါကျွန်တော်တို့ထက်ထက်ဝင်ဝင်ကူညီမယ်လို့ဒါဆုံးဖြတ်ချက်တခုထွက်လာတယ်ပြီးတော့လည်းကျွန်တော်တို့ဒါဒါကမ္ဘာအင်အားကြီးနိုင်ငံတွေပါဝင်တဲ့ဒီအဖွဲ့အစည်းတွေကလည်းလက်ရှိဒီမြန်မာနိုင်ငံကိုငလျင်ဘေးနဲ့ပတ်သက်ပြီးတော့ဒါလှူဒန်းမှုတွေပြုလုပ်သွားမယ်လို့ဒါသူတို့ကလည်းကျွန်တော်တို့ဒီထုတ်ဖို့ပြောဆိုနေတာရှိပါတယ်အဲ့တော့ကျွန်တော်တို့ဒီတော်တော်လေးတော့စိတ်ဝင်စားဖို့ကောင်းတယ်။နောက်ထပ်ဒီဒီနာဆာကဥက္ကရာရဲ့ထိုင်းနိုင်ငံရဲ့ခီးစဉ်နဲ့ပတ်သက်ပြီးတော့ပတ်သက်ပြီးတော့ဒီကနေ့ဒီကနေ့မှာပေါ့ဒီအန်ယူဂျီအုပ်စုတွေက သူတို့ TikTok တွေ TikTok platform တွေမှာလည်းတွေ့ရတယ်ပြီးရင်ကျွန်တော် Facebook platform တွေမှာလည်းတွေ့ရတယ် YouTube platform တွေမှာလည်းတွေ့ရတယ်အဲ့ဒါဘာလဲဆိုတော့ငါစကဥက္ကရာရဲ့ခီးစဉ်ကိုထိုင်းမှာရှိရထိုင်းနိုင်ငံသားတွေကဆန္ဒပြတယ်ပေါ့ဗျာဆန္ဒပြတယ်အဲ့ TikTok file ကိုတက်နေတကယ်ကတကယ်ကကျွန်တော်တောင်းလေဒီထိုင်းမှာရှိတောင်းလေသမားတွေကသူတို့ရဲ့ရပိုင်ခွင့်ပြီးနောက်ရပိုင်ခွင့်နဲ့ပတ်သက်ပြီးတော့ထိုင်းစိုးရကိုဆန္ဒပြတာထိုင်းနိုင်ငံသားတွေနော်မြန်မာနိုင်ငံလက်ရှိနာဆကဥက္ကရာကိုဆန္ဒပြတာတရားမှမရှိဘူးလက်ရှိတက်နေတဲ့ဗီဒီယို file တွေကထိုင်းနိုင်ငံသားတွေကသူတို့ရဲ့ဒီလေယာဉ်မြင်နဲ့ပတ်သက်တဲ့ပြီးနောက်နေနဲ့ပတ်သက်တဲ့ကိစ္စရပ်တွေကိုမကျေနပ်လို့ထိုင်းအစိုးရကိုဆန္ဒပြခဲ့တာအဲ့ဒါလည်း TikTok ဗီဒီယိုအဟောင်းလေး ပြီးတော့ကျွန်တော်တို့ဒီထိုင်းနိုင်ငံရဲ့နိုင်ငံပါတီတွေရဲ့မဲဆွယ်စည်းဝေးဖိုင်တွေရှိတယ်။အဲ့ဒီဖိုင်တွေကိုလည်းလက်ရှိအလားဒီဒီနီပိအုပ်စုတွေကအာဒါကနာဆာကအုပ်ရာကိုဆန္ဒပြနေပါပြီဆိုတော့သူတို့ကထတ်တယ်လေ။ယုံတဲ့လူတွေလည်းယုံတယ်။ဒါကြောင့်ကျွန်တော်နီပိလို့ပြောတာမှားတော့မှမဟုတ်ဘူးဗျ။ဒီထိုင်းနိုင်ငံသားတွေကဘာတွေပြောနေလဲဆိုတာလည်းသူတို့မသိဘူး။အဲ့မှာကျွန်တော်တို့ဒီ TikTok မှာဆိုလည်းသူရဲ့ဒီ translate တွေရှိတယ်။တောက်လျှောက်ကိုဘာသာပြန်ပြတယ်။ Facebook မှာလည်းဘာသာပြန်ပြတယ်။အဲ့ဒါကိုလည်းသူတို့မသိဘူး။အာဟိုအရေးလိုက်လည်းမှန်တယ်ဒီအရေးလိုက်လည်းမှန်အဲ့ဒီလိုအုပ်စုရတဲ့အုပ်စုရှိတယ်ကိုယ်ဖိနေကိုဘာဝင်မှန်းမသိဘူးအဲ့လိုအုပ်စုတွေရှိတယ်အဲ့လိုအုပ်စုကတိရရှိတယ်အဲ့တော့လက်ရှိဒီနိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအုပ်လိုက်ရထိုင်းနိုင်ငံခြေစင်မှာ စာနာပြတယ်ဆိုလို့ခုနကကျွန်တော်ရှင်းရတင်ပြတယ်တနာမှာတနာမှာကျွန်တော်တို့ဖန်တိုင်းကပ်ပြီးစာနာပြခဲ့တာအမျိုးသားတယောက်ကစာနာပြဖို့ကြိုးစားတာဒီနှစ်ခုတော့ရှိတယ်အဲ့မှာသူတို့အနေရောက်ဝတ်စုံနဲ့ဆန္ဒပြရည်လည်းမရှိဘူးလှုပ်ရဲလှုပ်လှုပ်တာနဲ့ဒီထိုင်းနိုင်ငံဆိုတာဖမ်းမယ်ဖမ်းပြီးမြန်မာနိုင်ငံပြန်ပို့မယ်တီဇဲဥပဒေနဲ့အရေးယူမယ်အလုပ်ထုတ်မယ်ကြိုက်တာရွေးဆိုပြီးတော့တခါတည်းပြေးထားပြီးသားတခါတည်းပြေးထားပြီးသားအဲ့တော့ NGO အုပ်စုတွေကပြန်တခါထပ်ပြီးလှုပ်ဆော်သေးတယ်ဗာအင်တာပိုကနေပြီးတော့ဒီနောက်ဆက်နောက်ဆက်အုပ်တွေဖမ်းဆီးပေးဖို့အစားသဖြင့်အမျိုးမျိုးပြခင်ဗျားကလည်းဗျာဖြစ်နိုင်မလားဗျာဖြစ်နိုင်မလားဒီလူတွေရဲ့အတွေ့အကြုံကခင်ဗျားဘာမှမရှိဘူးဖြစ်နိုင်လားလည်းမသိဘူးမဖြစ်နိုင်လားလည်းမသိဘူးလှော်မယ်ဆိုတာကြီးပဲ လှော်မယ်ဆိုတော့အဲလှော်ဖို့တတ်တဲ့အုပ်စုတုပ်စုရှိတယ်အဲ့တော့သူတို့တွေကတကယ်ဖြည့်ရအမှန်ကိုဖုံးပြီးဖုံးပြီးနဲ့အဲ့ဒီဘက်ကြာဆုံးတာပဲအန်ယူဂျီဘက်ကဘာကြောင့်ကြာဆုံးရလဲဆိုရင်သူတို့သူတို့ရဲ့ဒီအကြမ်းဖက်အဖွဲ့စည်းရဲ့မတရားမှုတွေကိုဖော်ထုတ်ရတာတခုမှမရှိဘူးအဲ့ဒီလိုဖီး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 သူတို့ကိုဘယ်သူတို့ကိုထောက်ခံတဲ့သူတွေကအစဘယ်သူမှယုံကြည်မှုရှိတာအဲ့ဒါပဲအဲ့ဒါပဲအဲ့တော့ကျွန်တော်တို့ ဒါဒါဆက်ကဥရရဲ့ကျွန်တော်ထိုင်းနိုင်ငံခီးစဉ်ကတော့တော်တော်လေးစိတ်ဝင်စားဖို့ကောင်းတယ်။လက်ရှိတော့ကျွန်တော်ဒီ best app အဖွဲ့ဝင်တဲ့နိုင်ငံတွေကတော့ဒီမြန်မာနိုင်ငံရဲ့ငလင်ဘေးနဲ့ပတ်သက်ရင်တို့ကဒါပြပြဝဝထဲထဲဝင်ဝင်ကူညီမယ်လို့တို့ဘက်ကတော့ကျွန်တော်တို့ဆုံးဖြတ်ချက်တွေချထားတယ်။ပြီးတော့ကျွန်တော်အိန္ဒိယဝန်ကြီးချုပ်ကြီးကလည်းလက်ရှိဒီလက်ရှိကျွန်တော်တို့မြန်မာငလင်ဘေးနဲ့ပတ်သက်ရင်တို့ကလည်းအစွမ်းကုန်ကူညီမယ်လို့ကျွန်တော်ပြောဆိုခဲ့တာရှိပါတယ်။ဒါကတော့ကျွန်တော်တို့ဒီဒါဆက်ကဥရရဲ့ဒီထိုင်းနိုင်ငံခီးစဉ် best app အစီအဝင်နဲ့ပတ်သက်ပြီးတော့ကျွန်တော်တို့အခြေအနေအချို့အချက်လက်အချို့ကိုကောက်လို့ပြီးတော့တင်ပြပေးတာဖြစ်ပါတယ်။နောက်ထပ်တင်ပြဖို့ဆက်ပြီးတင်ပြပေးချင်ပါတယ်။ဒါကတော့မန္တလေးမြို့ကန်တွေရဲ့ပြည်ငါမှုနဲ့ပတ်သက်ပြီးတော့မြန်မာနိုင်ငံကိုရောက်ရှိနေတဲ့လူမှုကူညီအဖွဲ့တွေက ပေါ်ကျူးပြီးတော့ပေါ်ကျူးပြီးတော့ဒါကျွန်တော်တို့ဒါသူရဲ့ social platform တွေမှာတင်နေတဲ့အခြေအနေပါအဲ့တော့ဒီအပိုင်းမှာကျွန်တော်တို့ဒီရုရှားနိုင်ငံဒီဒီအပိုင်းမှာကျွန်တော်တို့ဒီမန်လေးမြို့ကိုရောက်ရှိနေတဲ့ရုရှားရုရှားနိုင်ငံကကျွန်တော်လူမှုကွန်ရက်အဖွဲ့တွေပြီးကျွန်တော်တရုတ်နိုင်ငံလူမှုကွန်ရက်အဖွဲ့တွေအိန္ဒိယနိုင်ငံကလူမှုကွန်ရက်အဖွဲ့တွေပြီးဗီယက်နမ်နိုင်ငံကလူမှုကွန်ရက်အဖွဲ့တွေအပါအဝင်အာဆီယံနိုင်ငံတွေကကျွန်တော်ကမ္ဘာနိုင်ငံတွေရဲ့ဒီလူမှုကွန်ရက်အဖွဲ့တွေကိုဒီမန်လေးမြို့ကလေးကကျွန်တော်တို့အချိုးရေးပေးတာလေး ပြီးတော့ကျွန်တော်ဖျက်သီးပေးတာလေပြီးရင်ကျွန်တော်လက်ဖက်နဲ့ဧကခဏာလေပြီးရင်ကျွန်တော်မြန်မာထွက်ကုန်လေးနဲ့ဧကခဏာလေလုပ်တယ်အဲ့ဒီဟာတွေပတ်သက်ပြီးတော့ကျွန်တော်ဒီလူမှုကွန်ရက်အဖွဲ့တွေပြည်ပနိုင်ငံကကျွန်တော်တို့ဒီလူမှုကွန်ရက်အဖွဲ့တွေကပျော်လို့တို့ရဲ့ဒါ social platform တွေမှာတင်တယ်တို့ရဲ့ဒီ social platform တွေကိုကြည့်ပြီးတော့တို့ရဲ့မိခင်နိုင်ငံတွေမှာရှိနိုင်ငံသူနိုင်ငံသားတွေကလေဟာမြန်မာနိုင်ငံမှာရှိတဲ့နိုင်ငံသူနိုင်ငံသားတွေရဲ့စိတ်ကဒါပါလားပြူမာပါလားဖော်ပြပါလားဆိုတာမြင်ကြရတယ် ပြီးတော့ဒီရဲ့ဘက်မှာကျွန်တော်ထပ်တွေ့ရတယ်ဒါဗီယက်နမ်နိုင်ငံပေါ့ဗီယက်နမ်နိုင်ငံသားတွေပေါ့ဗီယက်နမ်နိုင်ငံကဒီလူမှုကွန်ရက်အဖွဲ့တွေကသူတို့ကဒီကျွန်တော်တို့အတိရွတ်ရောင်းအတိရွတ်ရောင်းတဲ့နေရာမှာသူတို့ဈေးဝယ်တယ်ပေါ့ဗျာဈေးဝယ်တယ်အဲ့မှာဂေါ်ဘီတွေတွေ့ရတယ်ခရင်ညင်တွေတွေ့ရတယ်အဲ့ဒီနေရာမှာကျွန်တော်တို့မြန်မာအင်းနဲ့မြန်မာအမျိုးသားတယောက်ကဟာဒီဘက်ဆောင်ကိုကျွန်မရှင်းပြစေမြန်မာနိုင်ငံကိုလာအကူအညီပေါ်မှာသူတို့ကျေးဇူးတင်တယ်ဆိုပြီးမျက်ရည်ဝယ်ပြီးတော့သူပြောတယ်ပြောတဲ့ခါမှာဒီဒီဗီယက်နမ်နိုင်ငံသားကလည်းဒီမြန်မာနိုင်ငံသားနဲ့သူတို့အတူတူရှိနေပါတယ်သူတို့မြန်မာနိုင်ငံလေးရဲ့ဒီငလင်ပင်းနဲ့ပတ်သက်သူတို့အစွမ်းကိုကူညီပေးပါမယ်ဆိုပြီးတော့ဒါပြောခဲ့တယ်အဲ့မှာအဲ့ဒီရဲ့ဖိုင်ကကျွန်တော်တို့ဒီဗီယက်နမ်နိုင်ငံရဲ့ဒါမီဒီယာတွေ မီဒီယာတွေမှာလည်းတော်တော်လေးပြန်ပြန်တယ်အေးကျွန်တော်တို့ရဲ့ဒီ social platform တွေမှာတော်တော်လေးပြန်တယ်အာမြန်မာနိုင်ငံသားတွေရဲ့ဖော်ပြမှုကဒါပါလားမြန်မာနိုင်ငံသားတွေရဲ့စိတ်ကဒါပါလားဆိုတော့အဲ့တော့ဘီယန်နိုင်ငံသားတွေကဒီပေါ်မှာတော်တော်ကြီးကိုကျွန်တော်တို့ဒါသူတို့နိုင်ငံကလည်းတော်တော်ကြီးကိုဒီမြင်ကွင်းနေကြည့်ပြီးတော့တော်တော်လေးပျော်ရွှင်နေကြတယ်ပြောချင်နေရတယ်။တကယ်နိုင်ငံသားလည်းထုံနီးတူပဲ။အဲတို့ကိုကျွန်တော်တို့ဒီဒါဒါကျွန်တော်အချွေဘူးတွေပေးလို့ပြောနေတာလေ။ရုရှားနိုင်ငံလည်းထုံနီးတူပဲ။အိန္ဒိယနိုင်ငံလည်းထုံနီးတူပဲ။ပြီးရင်ကျွန်တော်တို့လက်ရှိဒီထိုင်းနိုင်ငံသားတွေကလည်းတို့ရှိုင်းအင်ဂျီတွေဝယ်တယ်ပေါ့။တစ်တော့ဆယ်လီတယောက်ရဲ့ဒီဆိုင်မှာရှိုင်းအင်ဂျီဝယ်တယ်။ဝယ်တဲ့ကမ္ဘာဒီဒီဆိုင်ပိုင်ရှယ်အမျိုးသမီးကလည်းတို့အလကားပေးတာဒါထိုင်းနိုင်ငံလည်းမယူဘူး။ပြီးတော့အမှတို့ သူတဝက်ကိုတဝက်နဲ့သူတဝက်ပဲပေးပါအစားသဖြင့်ဒီလိုမျိုးပြောဆိုမှုတွေကလည်းဒီ time media တွေမှာတော်တော်လေးကျွန်တော်ပြတ်နေတယ်အဲ့တော့ဒါကဘာကိုပြလဲဆိုမြန်မာနိုင်ငံသားတွေရဲ့ပင်ကိုစိတ်ကိုပြတာရလဲရောက်တယ်အဲ့တော့ခင်ဗျာဒီမြန်မာနိုင်ငံမှာခင်ဗျာ tourism တွေလာပါလာပါဆိုပြီးတော့ဒါစီးရုံမှုကလက်ရှိကာလတော့မထီအောင်ဘူးကျွန်တော်တို့ဒီနေရာမှာကျွန်တော်တို့ငလင်မေးချောင်းကျွန်တော်တို့နိုင်ငံရှောင်းတယ်ဆုံးရှုံးမှုတွေအကြီးရှိတယ်ဘာသာရေးဘာသာရေးနဲ့ပတ်သက်တဲ့ကျွန်တော်တို့ဆုံးရှုံးမှုအကြီးရှိတယ်ကျွန်တော်နိုင်ငံရှေ့အောင်ပထိုးတွေအများကြီးဆုံးရှုံးတယ်ကျွန်တော်နိုင်ငံရဲ့လူပေါင်းများစွာတေချရတယ်ထောက်ထည့်တေချရတယ် မိသားစုပေကွဲကွဲရတယ်ရှင်ကွဲကွဲရတယ်အဲ့ဒီအရှုံးရတယ်ကျွန်တော်အမြတ်ထုတ်နိုင်ဘူးလို့လေအမြတ်ထုတ်တဲ့အခါမှာဘလို့လို့အမြတ်ထုတ်လို့ရလဲဆိုရင်လက်ရှိကျွန်တော်တိုင်းပြည်သားကြီးပြည်နယ်ဝန်ကြီးချုပ်တွေရှိတယ်တိုင်းပြည်နယ်အစိုးရဖွဲ့တွေရှိတယ်အဲ့ဒီအစိုးရဖွဲ့တွေကလက်ရှိကျွန်တော်တို့ဒီနေပြီးတော့မန္တလေးရှမ်းပြည်နယ်တောင်ပိုင်းမန္တလေးတိုင်းပေါ့ဗျာစာပြင်းစကိုင်းတိုင်းစကိုင်းမြို့ပေါ့ဗျာအဲ့ဒီနေရာမှာကျွန်တော်နိုင်ငံတကာလူမှုကူညီဖွဲ့တွေရှိတယ်ဒီအဖွဲ့တွေကိုဒီအဖွဲ့တွေကိုဒီတိုင်းစိုးရဖွဲ့ရဲ့စီမံမှုနဲ့တော့မဟုတ်ကျွန်တော်တို့တပ်ပါတီရဲ့စီမံမှုနဲ့ဒီလူမှုကူညီအဖွဲ့တွေရှိရတဲ့နေရာမှာမနက်ခင်းမှာကျွန်တော်တို့ဖျက်ဆီးသွားကြွေးရတယ်တနခါသွားလိမ့်ပြီးတာလေဗျာ လက်ဖက်တို့သွားကြွေးရတယ်ဗျာအဲ့အေးဘူးသွားပေးတာလေဗျာဖြော်ရီသွားတိုက်တာလေဗျာလုတ်ပလိုက်အဲ့လိုမျိုးတွေလုတ်လိုက်ပြီးဆိုဟာမြန်မာနိုင်ငံကဒီလိုမျိုးလားဒီပုံရိပ်တွေတွေ့ရပြီဆိုရင်သူရဲ့တတ်ဆိုင်ရာနိုင်ငံတွေကလည်းဟာငါတို့မြန်မာနိုင်ငံကိုဒီတဲ့ပုံပြီးကုညီမှရမယ်ဆိုတဲ့အသိတွေရောက်လာလိမ့်မယ်အဲ့လိုလုတ်တဲ့အခါမှာလည်းကျွန်တော်တို့ဒါယူနီဖောင်းကြီးတော့ဟိုမသွားနိုင်ပါဗျာကျွန်တော်တို့ကဘယ်ဝန်ကြီးဌာနကလာပါသည်ဟိုအဖွဲ့ကလာပါသည်ဆိုတော့ဟိုဌာနကလာပါသည်အဲ့လိုတော့သွားမလုပ်နိုင်ပါဘူးအဲ့လိုဆိုတော့မလှဘူးအဲ့တော့စီးရောတဲ့အခါမှာကျွန်တော်ပြည်သူကနေပြည်သူကိုစီးအောင်တာကပို့ထီရောက်တယ်ပြည်သူကနေပြည်သူစီးအောင်တာအဲ့တော့အစိုးရဘက်ကလာလှူတဲ့အရာကိုဒီလူမှုကုညီအဖွဲ့ကစားတာထက် ဒေသမှာရှိတဲ့ပြည်သူတွေကလာလူလာကိုစားရတာတို့ကပူအားရှိတယ်ဗျအားရှိတယ်ဒါကြောင့်ကျွန်တော်တို့ဒီလက်ရှိဒီတိုင်းပြည်ဆိုးအဖွဲ့အနေနဲ့လည်းဒါကျွန်တော်တို့လက်ရှိမြန်မာနိုင်ငံမှာရှိနေတဲ့လူမှုကွန်ရီအဖွဲ့တွေကိုပံ့ပိုးပေးပါလှူပေးပါလှူရကမှာကျွန်တော်တပ်ပါတီအနေနဲ့လှူရင်ပို့ထိရောက်ပါတယ်အဲ့လိုမျိုးလေကျွန်တော်တို့သွားပြီးတော့အသေးအဖွဲ့တွေသွားလှူရဆိုရင်ပို့ထိရောက်ပါတယ်ပြီးရင်ကျွန်တော်တိုက်ဆွားပါလှူပေါ့ဗျာလူနဲ့ပြောတော့မဟုတ်လှူပါလှူပါကျွန်တော်ပုံစံမျိုးစုံနဲ့လှူလို့ရတယ်သူတို့နဲ့အများအားထိတွေ့ပါအဲ့အဲ့ဒီထိတွေ့မှုတွေကသူတို့ရဲ့တပ်ဆိုင်ရာနိုင်ငံတွေကနိုင်ငံနိုင်ငံသားတွေကပြန်ကြည့်ဟာမြန်မာနိုင်ငံကမှာမြန်မာနိုင်ငံပင်ကိုစိန်ကဒါပါလားဟာငါတို့မြန်မာနိုင်ငံတည်ငြိမ်တော့ငါတို့သွားမယ် ငါတို့မြန်မာနိုင်ငံမှာရှိတဲ့ငလီမိတ်တို့ငါတို့လှူချမယ်ဆိုတဲ့အသည့်ရောက်သွားတယ်မယ်။ပြင်သက်ဆိုင်ရာအစိုးရဖွဲ့တွေကလည်းဟာငါတို့ငါတို့ရဲ့ငါတို့နိုင်ငံကနိုင်ငံသားတွေကိုလည်းသူတို့ပြန်ပြီးပြုံငါပါလား။ပြန်ပြီးဖော်ယူပါလား။အဲ့ဒီအရာတွေကအတိုက်ရောက်မှုအကြီးရှိပါတယ်။ဒါကြောင့်ကျွန်တော်တို့ကဒီအရာနဲ့ပတ်သက်ရင်ကျွန်တော်တို့ဒါအရှုံးတွေကနေပြီးတော့ကျွန်တော်အမြတ်တွေထုံနိုင်ဖို့လိုတယ်။အမြတ်တွေထုံနိုင်ဖို့လိုတဲ့အခါမှာလည်းကျွန်တော်တို့တကယ်တိုက်ပြီးတိုက်အစိုးရဖွဲ့တွေရဲ့အားလည်းလိုတယ်။အရက်ဘက်ဖွဲ့တွေအားလည်းလိုတယ်။ဒါလေးကိုလုတ်ပေးခြင်းအဖြစ်ဒါမြန်မာနိုင်ငံမှာကျွန်တော်တို့တကယ်ကုညီမှုတွေက ျူးနယ်ဒယ်နဲ့ရမှာဖြစ်ပါတယ်အဲ့တော့မြန်မာနိုင်ငံတည်ငြိမ်သွားရေးဆိုတည်ငြိမ်သွားခဲ့ရင်လေဒီနိုင်ငံတွေကမြန်မာနိုင်ငံကိုလာပြီးတော့ကျွန်တော်လာပြီးတော့ဒါခီးသွွားလုပ်ငန်းတွေဒါမြန်မာနိုင်ငံမှာခီးသွွားလုပ်ငန်းတွေပြန်ပြီးဖွံ့ဖြိုးပါပါအဲ့တော့ခင်ဗျားတို့ဒီမြန်မာနိုင်ငံမှာခီးသွွားလုပ်ငန်းတွေဘလောက်ပဲခင်ဗျာ projector နဲ့နိုင်ငံတကာဆင်းဆင်းသူတို့ရဲ့ရင်မှတ်ထဲကိုဒါရိုက်မထိပါဘူးဒါရိုက်ထိဖို့ဆိုရင်လက်ရှိအချိန်ကဒါရိုက်ထိဖို့အတွက်လုပ်ဖို့အတွက်အခွင့်အရေးကောင်းပါအချိန်ကကောင်းပါကျွန်တော်တို့အရှုံးထဲကလည်းကျွန်တော်တို့အမျက်တွေအမျက်ရောက်အောင်ယူဖို့လိုပါတယ်ယူဖို့လည်းလိုပါတယ်လုပ်ဖို့လိုရမယ်အနေထားပါလုပ်ဖို့လိုပါတယ် နောက်ဆုံးပြောဖို့ဆက်ပြီးတင်ပြပေးချင်ပါတယ်ဒါကတော့ကျွန်တော်တို့ဒီဒီနေ့ကတော့ကျွန်တော်ငလင်ဘေးနဲ့ပတ်သက်တဲ့အခြေအနေတစ်ခုဆက်ပြီးတင်ပြပါမယ်လက်ရှိကျွန်တော်တို့ငလင်ဘေးနဲ့ပတ်သက်ရင်ဒါကျန်းမာရေးဝန်ကြီးဌာနနဲ့နိုင်ငံတကာအဖွဲ့တွေပူးပေါင်းပြီးတော့ကျန်းမာရေးဝန်ဆောင်မှုတွေပေးနေပါတယ်အဲ့တော့ကျွန်တော်ငလင်ဘေးကလည်းကာလရှိပါကျွန်တော်တို့လက်ရှိမြန်မာနိုင်ငံမှာဖြစ်နေတဲ့ငလင်ဘေးနဲ့ပတ်သက်ရင်ပြန်ပြီးတော့ကျွန်တော်တီဆောင်ရေးလုပ်ငန်းတွေကတီဆောင်ရေးလုပ်ငန်းတွေပြန်လည်ကူစားရေးလုပ်ငန်းတွေစားရကျွန်တော်ရန်ရီရီအားလုံးကကျွန်တော်တို့အချိန်လုံးနဲ့မရပါဘူးအချိန်ရှိကာလရှိနဲ့ကုသမှာဖြစ်ပါတယ်တနည်းအားဖြင့်ကျွန်တော်တို့နာတာရှိယောဂါကြီးပါဒီနာတာရှိယောဂါကြီးကုသတဲ့အခါမှာကျွန်တော်တို့လက်ရှိဒီပြည်တွင်းမှာရှိတဲ့အားနဲ့မလုံတော့ပါဘူး ပြည်ပအားတွေနဲ့ပေါင်းဆက်ပြီးကျွန်တော်တို့ကုသမသားလေးလုံလောက်မှာဖြစ်ပါတယ်။ဒါကြောင့်မလို့ဒီနိုင်ငံတော်ဝန်ကြီးကဒီငလင်ဘေးနဲ့ပတ်သက်ရင်နိုင်ငံတကာအကူအညီတွေကိုဖိတ်ခေါ်ခဲ့တာလေးဖြစ်ပါတယ်။လက်ရှိတဲ့ကျွန်တော်နိုင်ငံတကာအဖွဲ့တွေကဒီနိုင်ငံတော်ဒီ NASA ကနေထိပ်လို့ပြီးတော့ဒါကျွန်တော်တို့ဒါငွေကြေးရကောပြန်လဲငွေကြေးရကောကျွန်တော်ဒီစံပိုင်ဝင်ဆောင်မှုတွေရောပြန်လဲပြန်လဲကျွန်တော်တို့ဒါကျွန်တော်တို့ငလင်ဘေးနဲ့ပတ်သက်ပြီးတော့ပြန်လဲကူညီရေးလုပ်ငန်းတွေမှာကိုထဲထဲဝင်ပါဝင်ဆောင်နေရဖြစ်ပါတယ်။အဲ့တော့ဒီမှာကျွန်တော်စံပိုင်ကဏ္ဍတစ်ခုကိုတင်ပြပါမယ်။လက်ရှိကျွန်တော်တို့ဒီငလင်ဘေးနဲ့ပတ်သက်ရင်ဒါကျွန်တော်နေပြည်တော်နေစပါမယ်။စမုတ္တိတိမြို့နယ်မှာရှိတဲ့ဗဒေတောင်စေယုံပါ။အဲ့ဒီစေယုံရဲ့ကျွန်တော် emergency အဆောက်အဦ စင်ဝင်ပြောကြပါတယ်အခြားသောနေရာတွေထိခိုက်မှုရှိပါတယ်ပြီးကျွန်တော်ကလေးစေးုံထိခိုက်မှုတွေရှိပါတယ်အခြားသောနေရာတွေထိခိုက်မှုရှိပါတယ်ဒါထိခိုက်မှုရှိတဲ့အချိန်တွေပါထို့ပြုပါပဲကျွန်တော်ကြားမိုက်ဝန်ထမ်းတွေရဲ့နေအဆောက်တွေထိခိုက်မှုရှိပါတယ်နေပြီးတော့စမူတီမျိုးတွေကကျွန်တော်ထိခိုက်မှုအများဆုံးပါအဲလက်ရှိဒီနေပြီးတော့မှကျွန်တော်ရှိရကြီးဝန်ထမ်းအင်အားတွေပေါ့ဝန်ထမ်းအင်အားမှာရှိတဲ့ကျွန်တော်တို့ဒါမိသားစုဝင်တွေသူတို့ရဲ့နေတဲ့တိုက်တွေဆိုရင်မူလကလေးတဲ့တိုက်ပါတစ်ထက်ကကျွန်တော်တို့ပြားသွားပါတယ်အဲဒီမှာကျွန်တော်ဝန်ထမ်းတွေရဲ့မိသားစုဝင်တွေတည်ကြည်ရတာရှိပါတယ်တကယ်ကိုကျွန်တော်တို့စိတ်မကောင်းပါဘူးတကယ်ကိုကျွန်တော်စိတ်ကြီးကြရပါတယ် စိတ်ကိုစိတ်ထိခိုက်ပါတယ်ကျွန်တော်မိသားစုတွေဆိုရင်လည်းပဲသူတို့ရဲ့သားသမီးတွေတိုက်ပြီးတဲ့နေရာမှာပါသွားတယ်သူတို့ရဲ့အဖေတွေအမေတွေသူတို့ရဲ့ဦးလေးတွေတိုက်ပြီးတဲ့နေရာမှာပါသွားခဲ့ပါတယ်နေပြီးတော့မှကျွန်တော်ဝန်ထမ်းအရာတွေမှာထိခိုက်မှုကြီးကြီးမားမားရှိပါတယ်အဲ့လိုပဲကျွန်တော် အခြားသောနေပြီးတော့ဧရိယာတွေမှာရှိတဲ့နိုင်ငံပိုင်အစားအုပ်တွေထိခိုက်မှုရှိတယ်ပြီးကျွန်တော်တို့ဒီဝန်ကြီးဌာနရုံးတွေကျွန်တော်တို့ဒီအစားအုပ်တွေထိခိုက်မှုရှိပါတယ် ခြေကမ်းမှုတွေကကျွန်တော်ပုံစံတိုင်းမျိုးစုံလေးရှိပါတယ်ဒါတော့နေပြီးရဲ့အခြေအနေပါအဲ့တော့ဒီနေပြီးရဲ့ဒီဒီနေရာမှာကျွန်တော်တို့ငလျင်ပိနေပတ်သက်ပြီးတော့နောက်ဆက်တွဲပြဿနာတွေကကုဆက်ယောဂါတွေပါလက်ရှိဒီကုဆက်ယောဂါနဲ့ပတ်သက်ရင်ဒီကျမိုင်ဝင်ကြီးထားတာနဲ့နိုင်ငံတကာအဖွဲ့တွေပူးပေါင်းပြီးတော့ဒါဆောင်နေတာရှိပါတယ်အဲ့ဒီ April 2နေ့ကဒီဒီကျွန်တော်တို့ဒီပြည်မနာမျိုးပေါလောင်အကစားကွင်းမှာဒါပူတန်နိုင်ငံကစေဖွဲ့စေဖွဲ့နဲ့ဒီကျမိုင်ဝင်ကြီးထားတာကိုပူးပေါင်းပြီးတော့ပူးပေါင်းပြီးတော့ကျွန်တော်တို့အဲ့ဒီမှာဒါကျမိုင်ဝင်ဆောင်မှုတွေပေးနေပါတယ်အဲ့တော့ကျမိုင်ကြီးမကောင်းတဲ့သူတွေမကောင်းတဲ့သူတွေကျွန်တော်တို့စေယုံအရောက်သွားပါစေယုံကလည်းလိုအပ်တဲ့အရာကိုလမ်းညွှန်ပေးပါလိမ့်မယ် ေးသေးချာချာကုပေးပါလိမ့်မယ်။ရောက်အောင်သွားကြပါ။ဘာကြောင့်လဲဆိုတော့ကျွန်တော်တို့ဒီနောက်ဆက်တွဲအနေနဲ့ကုဆက်ယောဂါတွေတကယ်ကိုကျွန်တော်တို့စုံရပါတယ်။ဒီဝမ်းပြောင်းဝမ်းလျှော်တွေစုံရပါတယ်။ဒါကြောင့်ကျွန်တော်တို့ဒီတက်ဆိုင်ရာဒေတာကြမ်းပိုင်ဝန်ထမ်းတွေရဲ့ဒါထုတ်ပြန်ချက်တွေ ဒေတာအနာဘိုင်းရဲ့ထုတ်ပြန်ချက်တွေနိုင်ငံတော်ရဲ့ထုတ်ပြန်ချက်တွေကိုမျက်ခြေမပြတ်အဆောင်ကြီးဖို့လိုတယ်။လိုက်ကိုလိုက်နာဖို့လည်းလိုပါတယ်။နောက်တစ်ခါတော့ကျွန်တော်တို့ဒီဘင်္ဂလားဒေ့အဲ့တော့ဘင်္ဂလားဒေ့နိုင်ငံဘင်္ဂလားဒေ့နိုင်ငံရဲ့ဒီအရေးပေါ်စစ်ပွဲကလည်းနေပြီးတော့ကျွန်တော်တို့ဒီတလီစေဝန်ကြီးမှာသူတို့စေဝါကုသစေဝါကုသပေးလည်းရှိပါတယ်။ဒီကြမ်းမိုင်ဝန်ကြီးဌာနနဲ့ဒီဘင်္ဂလားဒေ့ကစစ်တပ်ဖွဲ့တို့ပူးပေါင်းပြီးတော့စေဝါကုသမှုပေးလည်းရှိပါတယ်။ကျွန်တော်တို့ပြီးခဲ့ရက်ကလည်းဒါနေပြီးတော့ကလေးစေဝန်ရောက်ပါတယ်။အဲ့မှာကျွန်တော်တို့ဒီဘင်္ဂလားဒေ့ကအဖွဲ့ကြီးကုသပေးနေတွေ့ရပါတယ်။နောက်တစ်ခါကျွန်တော်အင်ဒိုနီးရှားနိုင်ငံရဲ့အရေးပေါ်စစ်တပ်ဖွဲ့ကဒီနေပြီးတော့ကနေတထောင်မှာဒီကြမ်းမိုင်ဝန်ကြီးဌာနနဲ့ပူးပေါင်းပြီးတော့စေဝါကုသပေးနေတာရှိပါတယ်။နောက်တစ်ခါကျွန်တော်တို့ဒီလေဝဲမျိုးပြည်သူစေဝန်ကြီးမှာဆိုရင်ကျွန်တော်ဒီဖိလစ်ပိုင်ရဲ့ဒီစစ်တပ်ဖွဲ့တွေစ ေဝါကုသပေးနေတာရှိပါတယ်ပြီးတော့ကျွန်တော်မန်လေးတိုင်းမှာဆိုရင် ချိုင်းမသာစီမြို့နယ်ဒါသီရိမင်္ဂလာအားစားကွင်းမှာဆိုရင်ကျွန်တော်ရုရှားနိုင်ငံကစစ်တပ်ဖွဲ့စေဝါကုသမှုပေးနေပါတယ်ပြီးတော့ကျွန်တော်ချိုင်းမသာစီလေရင်ကွင်းဟောင်းမှာဆိုရင်အိန္ဒိယစစ်တပ်ဖွဲ့ကစေဝါကုသမှုတွေပေးနေပါတယ်ပြီးတော့ကျွန်တော်တို့ဒီကြောက်ဆဲဆေးဝါမှာဆိုရင်တော့ဒီလာအိုနိုင်ငံကအရေးပေါ်စေဝါကစေဝါကုသမှုတွေပေးနေပါတယ်ပြီးတော့ကျွန်တော်တို့ဒါကျွန်တော်တို့ဒါကျွန်တော်မလေးရှားကယ်ဆေးဖွဲ့နဲ့ချိုင်းမငွေချေတာတွေပူးပေါင်းပြီးတော့လက်ရှိကျွန်တော်တို့ဒီစကိုင်းနဲ့ဒေသကြီးစကိုင်းမြို့ဆေးဝါမှာစေဝါကုသမှုပေးလည်းရှိပါတယ်ပြီးတော့ကျွန်တော်တို့ဒါဒါ AHA စနာစနာနဲ့စနာကဒီဆေးဖွဲ့တွေပြီးတော့ကျွန်တော်တို့ ဒီအာဆီယံအာဆီယံကကျွန်တော်တို့ဒီစေဖွဲ့တွေကလည်းလက်ရှိကြီးစကိုင်းစီအုပ်ကြီးမှာဒီကျောင်းပိုင်ဝင်ချဌာနနဲ့ပူးပေါင်းပြီးတော့ဒါစေဝါကုသမှုပေးရတဲ့ရှိပါတယ်ပြီးတော့ကျွန်တော်တို့ဒါအာဒီဒီတရုတ်နိုင်ငံတရုတ်နိုင်ငံအထိုင်းနိုင်ငံဂျပန်နိုင်ငံဘင်္ဂလားဒေ့နိုင်ငံဘူတန်ဖိလစ်ပိုင်အင်ဒိုနီးရှားအဲ့တော့အဲ့ဒီဖွဲ့တွေကတော့ဗျာကျွန်တော်တို့ဒီဒီဒီနေပြီးတော့ရဲ့ဒီ area တွေမှာသူတို့စေဝါကုသမှုဆောက်ရှောက်မှုတွေပေးလက်ရှိပါတယ်ပြီးတော့ကျွန်တော်တို့ဒီမန်လေးတိုင်းမှာဆိုရင်တော့အိန္ဒိယရုရှားလာအိုနီပေါ်စင်ကာပူအဖွဲ့ ပြီးစကိုင်းမှာဆိုတော့ကျွန်တော်ရုရှားမလေးရှားအပြင်ကျွန်တော်အေရှီစင်တာစားတဲ့အဖွဲ့တွေနဲ့ကျွန်တော်ကြားမှာရေးဆောက်ရှောက်မှုတွေပေးတယ်လို့သိရပါတယ်အဲ့တော့ဒါတော့ကျွန်တော်တို့ဒါအာဆီယံနိုင်ငံတွေရောကမ္ဘာနိုင်ငံတွေရောဒီမြန်မာနိုင်ငံရဲ့လက်ရှိငလျင်ဘေးနဲ့ပတ်သက်ပြီးတော့ကျမကြီးဆောက်ရှောက်မှုပေးတဲ့အခြေအနေကိုတင်ပြပေးတာဖြစ်ပါတယ်ဒီမှာကျွန်တော်တို့တစ်ဆက်တည်းပဲဒီမမနုကြည်ရဲ့အခြေအနေနဲ့ပတ်သက်ပြီးကျွန်တော်တင်ပြပေးကြပါတယ်မမနုကြည်အဖွဲ့ကပြီးခဲ့တဲ့2022ခုနှစ်ဇွန်လ22ရက်နေ့မှာသူတို့အနေနဲ့စကိုင်းတိုင်းမကွေးတိုင်းမှာရှိတဲ့စကိုင်းတိုင်းနဲ့မကွေးတိုင်းဧရိယာမှာရှိတဲ့မြို့နယ်စကိုင်းတိုင်းနဲ့မကွေးတိုင်းမှာရှိတဲ့ဒီကျေးရွာတွေပေါ့ဗျာအဲ့ဒီကျေးရွာတွေရဲ့80%ရာခိုင်နှုန်းကိုထိချုပ်ထားပါတယ်လို့မမနုကြည်အဖွဲ့ကကျွန်တော်တို့ ကြွေးကြော်လိုက်ပါတယ်။ပြီးရင်ကျွန်တော်တို့ကထပ်ပြီးကြွေးကြော်တာက2024ခုနှစ်ဒီဇင်ဘာ29ရက်နေ့မှာခရစ်စမတ်ကာလမှာ NUG ရဲ့မမနူဂျီရဲ့ဒီဝန်ကြီးဆိုသူဒူဝါလက်ချီကမြန်မာနိုင်ငံမှာရှိတဲ့မြို့နယ်ပေါင်း60ထပ်မင်းဲကိုတို့အပြေအဝါထိချုပ်ထားတယ်။တို့ရဲ့ဒီထိချုပ်တဲ့ဒီနိုင်ငံရဲ့ဒီ area ရဲ့27ရာခိုင်နှုန်းကိုသူတို့ထိချုပ်ထားပါတယ်ပြီးရင်သူတို့နဲ့ဒီလက်နက်ကိုင် EU အဖွဲ့တွေနဲ့ပေါင်းပြီးတော့နိုင်ငံရဲ့နေပြည်တော်အလုံး50 40နှစ်ရာခိုင်နှုန်းကိုထိချုပ်ထားတယ်လို့သူတို့ကကြွေးကြော်ခဲ့တယ်ပြီးတော့ကျွန်တော်တို့ဒီထပ်ပြီးတော့ကြွေးကြော်တော့က2024ခုနှစ်ဒီဇင်ဘာလ29ရက်နေ့မှာမမနူဂျီအဖွဲ့ရဲ့အဖွဲ့ဝင်ကြော်စောကတရှိဒီမြန်မာနိုင်ငံရဲ့ မြန်မာနိုင်ငံရဲ့၃ပုံ၂ပုံကိုတို့ကထိချုပ်ထားတယ်။ NASA ကကတပုံပဲတို့ထိချုပ်ထားတယ်သူချွေးကြောက်ခဲ့တယ်။အဲ့တော့ကျွန်တော်တို့မေးချင်တာကလက်ရှိလက်ရှိဒီ NGO ဖွဲ့တွေက NGO ဖွဲ့တွေကဒီငလင်ပိနေပတ်သက်ပြီးတော့သူတို့ရဲ့ထိချုပ်ထားပါတယ်ဆိုတဲ့နေမြေတွေမှာဘယ်နေရာတွေမှာကျမ်းမာရေးဝန်ဆောင်မှုတွေဘယ်လိုပေးနေလဲ။ငလင်ပြက်လဲထူထောင်နေပတ်သက်ပြီးတို့တို့ဘာတွေဆောင်ရွက်နေလဲ။တော်တော်လေးစိတ်ဝင်စားစရာကောင်းပါလေ။အဲ့တော့တကယ့်အခမရတကယ့်လေလိုက်အစိုးရခမရကြည့်တိုင်းပြည်ဖြတ်ဖြတ်ဝဲသူလုပ်တတ်တယ်။တိုင်းဖြတ်ဖြီးပြဲလုပ်ငန်းပဲလုပ်တတ်တယ်။ပြည်သူတွေရဲ့လက်ရှိအခက်အခဲနဲ့ပတ်သက်ရင်သူတို့ဘယ်နေရာမှာဝန်မပါဘူး။အဲ့တော့ NGO အုပ်စုတွေ စစ်တိုးကြအုပ်စုတွေလက်နက်ကိုင်စစ်တိုးကြအုပ်စုတွေတို့တိုင်းပြည်ရဲ့ဒါပြက်လဲတိဆောက်ရေးလုပ်ငန်းမှာတို့တို့ဘယ်နေရာမှမပါဘူးတိုင်းပြည်ဖြတ်တဲ့နေရာမှာဆိုရင်တို့တရားတွေဖြတ်တတ်တယ်တာဝန်တွေဖြတ်တတ်တယ်ဆက်သွေးတွေဆက်သွေးတာဝန်တွေဖြတ်တတ်တယ်လျှက်စစ်တာဝန်တွေဖြတ်တတ်တယ်စာသင်ကျောင်းတွေဖြတ်ဖြတ်တတ်တယ်ဖုန်းကျောင်းတွေဖြတ်တတ်တယ်တိုင်းပြည်မှာတို့ဖြတ်ကြိုက်တဲ့အရာအမှန်တကယ်တို့အကုန်ဖြတ်စီတတ်တယ်ဒါပေမဲ့တိုင်းပြည်တိဆောက်ရေးမှာတို့နှီးတစ်ချောင်းမရှိဘူးတန်တစ်ချက်မရိုက်ဘူးအုတ်ခဲတစ်လုံးမရှိဘူးအဲ့လိုလူတွေခင်ဗျားမေးကြည့်ကြပါအန်ယူဂျီအဖွဲ့တွေအန်ယူဂျီထောက်ခံတဲ့လူတွေခင်ဗျားတို့နှစ်ဖူးပေါ်လက်တွေမေးကြည့်လိုက်အော်ငါတို့ထောက်ခံတဲ့ငါတို့ထောက်ခံနေတဲ့ မမနုကြီးအဖွဲ့ကြီးလက်ရှိကျမ်းမာရေးကဏ္ဍငလိဘေးကဏ္ဍနဲ့ပတ်သက်ရင်သူတို့ဘယ်နေရာမှာဝင်ကူနေလဲလို့ခင်ဗျားတို့ကုတ်ကုတ်ကုတ်